သစ္စာဆောင်၍အောင်ပါစေသစ္စာဆောင်နေအောင်နေရှင်းပြမယ်စကလုံး၃လုံးရှိပါเนาะသစ္စာဆိုတာဘာလို့အမှန်တရားဒီနေရာမှာဘာရဲ့အမှန်တရားကိုပြောနေတာလဲဆိုတော့အရေးအကြီးဆုံးဘဝရဲ့အမှန်တရားကိုပြောနေတာဘယ်ဘဝရဲ့အမှန်တရားလဲလို့မရင်ကိုယ့်အတွက်အရေးကြီးတဲ့ဘဝကကိုယ့်ဘဝကိုယ့်ဘဝရဲ့အမှန်တရား တော့ကိုဘဝကဘလို့ဖြစ်နေတာတော့ကိုဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ဘာကိုသိမှအမှန်တိုင်းသိရရောက်မှာတော့ကိုရဲ့ဘဝကဘလို့သဘောတော့ဘဝကဘာလဲလို့မေးရင်အစ်စ်အမြင့်ဆုံးအမှန်တရားရှုတော့ကကြည့်ပြီးတော့ဖြေမယ်ဆိုရင်ဘဝဟာဆင်းရဲပဲဘဝဘာတော့ဆင်းရဲပါဆံဘလောက်ရှိရှိလုံငန်းကိုင်ကဘလောက်ကောင်းကောင်းဘာကြီးဘလို့ဖြစ်လို့နေနေနေ ီယုတ်တွေလည်းလေးဆင်းဆင်းမပြတ်ဖြစ်ပေါ်နေတဲ့သဘာဝဟာကောင်းမွန်တဲ့သဘောဟုတ်ကိုမဟုတ်ဟုတ်လားဘဝပြဒနာတုံးပြဒနာခဲ့ပဲဘဝကတကယ်ကပြဒနာဖြစ်တယ်ဆိုတော့ပြဒနာဆိုတာမရှင်းမထားလို့မှမရတာဟုတ်ပြဒနာဆိုတာမရှင်းမထားလို့ရမလားမရဘူးမနဲ့လင်းကလေးအစားတက်တဲ့ပြဒနာညအိတ်တီထိမပြီးဘူးညအိတ်ပျော်နေတဲ့အချိန်မှာတော့အိမ်မဆိုးတွေပါနေမဲ့နေအဲ့ဒါပြဒနာတက်တယ် မနေ့လင်းလေးရဆနိုးလေးရဆပြဿနာတက်ပြီနော်ဘာလို့ ਆ မှာတော့ကြီးကြီးချင်းကဆွန့်ရမှာနော်ခန္ဓာကိုယ်ဆေးကြောရမယ်လှုပ်ခိုင်းနေလှုပ်မပေးခြင်းဘူးဆိုရင်ပြဿနာရှာတော့မှာနော် ပြီးရင်ဘာလို့တော့ရေတန်းရမယ်အစာကျွေးရမယ်ဘာလို့နေတာတော့ဟုတ်လားပြဿနာရှာနေတယ်တဲ့အစာကိုမကျွေးဘူးဆိုရင်ထပ်ပြီးပြဿနာရှာအောင်မယ်နော်ဟုတ်တယ်မဟုတ်လား အဲ့လိုနဲ့သူ့ကိုအမျိုးမျိုးရှင်းအောင်ပြဿနာကိုကြိုးစားပြီးတော့ဖြေရှင်းတော်လည်းပဲနောက်ဆုံးပြဿနာကတက်မြဲတက်ပြီးတော့ဒီလိုပဲနာကျင်ခံခတ်မှုမျိုးစုံကိုရှင်းဆိုင်ပြီးတော့ပျက်စီးကြီးပျက်စီးသွားမယ်သဘောပဲဘောရဆိုတာဟုတ်လားဒါကဘုံဘောကလူငယ်တွေနားလေအောင်လွယ်လွယ်ပြောတာပါအဲ့တော့သစ္စာဆောင်ရိပ်အောင်ပါစေသစ္စာဆိုတာဘာတုံးသစ္စာဆိုတာအမှန်တရားဘာရဲ့အမှန်တရားလဲလို့မေးရင်ဘဝရဲ့အမှန်တရားဘဝရဲ့အမှန်တရားကိုမြင်လဲဆိုတာဘာကိုမြင်မှအမှန်တရားကိုမြင်ရရောက်မလဲဆိုရင် အမြင့်ဆုံးပြောရရင်ဆင်းရဲတယ်လို့မြင်မှဘဝဆင်းရဲခြင်းပဲလို့မြင်မှအဲ့ဒါအမှန်မြင်မယ်အဲ့ဒါအမှန်သိဟုတ်ပြီနော်အဲ့ဒီသစ္စာကိုဆောင်းနေဆိုတာဘာလို့တာလဲဆိုတော့သိအောင်ဆောင်းရွက်တာကိုပြောတာဆောင်းဆိုတဲ့စကားလုံးလေးလူငယ်လေးတွေနားလည်အောင်ပြောမယ်နော်ဆောင်းနေကိုယ်နဲ့တပါတယ်ယူဆောင်းသွားတယ်သဲဆောင်းသွားအဲ့ဒီဆောင်းမျိုးကိုဆိုလိုတာ ဆောင်ရွက်တယ်လုတ်ကင်ဆောင်ရွက်တယ်အဲ့ဒီဆောင်မျိုးကို ဆိုလိုတာဟုတ်လားဆိုရမှာစို့နော်အစွမ်းတတိရှိတဲ့နော်ထူးဆန်းတဲ့အရာတခုကိုဆောင်ထားမယ်ဆိုရင်အဲ့ဒီအရာကိုပြန်ဆောင်လျှောက်တယ်နော်ထီးကိုကိုကဆောင်သွားမယ်ဆိုဒီထီးကကိုကိုမိုးမဆွအောင်ဆောင်တယ်ဒီသဘောမျိုးကိုပြောတာနော်အဲ့တော့ဆောင်ရွက်တယ်ဘာဆောင်ရွက်တာတုံးဘဝရဲ့ဒုက္ခသဘောကိုသိအောင်ဆောင်ရွက်တယ်တဲ့တဲ့ပြောရရင်တတိပဋ္ဌာန်တရားကိုအထုတ်တယ်နော်တတိပဋ္ဌာန်တရားဆိုတာက ချိန်တိုင်းဖြစ်နေတဲ့သဘာဝကို အမှန်တိုင်းလိုက်သိနေတဲ့သဘောပဲတခြားနားလဲအောင်နားထောင်တော့သတိပဋ္ဌာန်တရားအထုတ်တယ်ဆိုတာပါတော့အချိန်တိုင်းနေရာတိုင်းမှာ ဖြစ်နေတဲ့သဘောကိုအဲ့ဒါကိုအမှန်တိုင်းသိရင်လိုက်ကြိုးစားအဲ့ဒါကိုမြတ်စွာဘုရားကလွတ်လွတ်ကူကူပဲကနေစပြီးတော့သင်ပေးတာတော့ဝင်လေထွက်လေကိုလိုက်ကြည့်တဲ့နေရာနဲ့သင်ပေးတာအမြဲတမ်းဝင်ထွက်နေတယ်ဝင်လေထွက်လေဝင်ထွက်နေတာခန္ဓာကိုယ်ကြီးကသူ့ပြဿနာသူရှင်းနေတာပဲအဲ့ဒါလည်းပဲပြဿနာပဲနော် အောက်ဆီဂျင်မရရင်ပြဿနာအကြီးအကျယ်တက်မှာနော်ခန္ဓာကိုယ်ကလေတော့ရှူနိုင်တယ်လေရှူစရာအောက်ဆီဂျင်မပြည့်စုံဘူးလုံလောက်ဘူးဆိုဒုက္ခဖြစ်မှာဟုတ်တယ်မလားအောက်ဆီဂျင်ကဘေးမှာတော့ရှိတယ်ကိုယ်ကမရှူနိုင်ဘူးဆိုရင်တော့ဘာဖြစ်မလို့ဒုက္ခဖြစ်မှာသစ္စာဆိုတာဘဝရဲ့အမှန်တရားဘဝရဲ့အမှန်တရားဆိုတာဆင်းရဲခြင်းတွေဖြစ်နေတာလို့မြင်တာကိုမှန်တရားကိုမြင်တယ်လို့ပြောတာဟုတ်လားအဲ့ဒါကိုသိအောင်ဆောင်ရွက်တာအဲ့ဒါဆောင်ရွက်လို့ရှိရင်အောင်လိမ့်မယ်တဲ့ဘာအောင်မှာတော့ ိုယ်စိတ်ကိုကိုပြန်ပြီးတော့အောင်မယ်ကိုယ်ဒုက္ခပေးမဲ့မကောင်းတဲ့စိတ်တွေနော်အပြီးပိုင်သေဆုံးသွားသည်အထိအမြင့်မားဆုံးအောင်မြင်မှုနဲ့အောင်မြင်မှုရအဲ့ဒီထိသွားမှာနော်ဘုန်းတော်အောင်မြင်မှုဆိုတာအမြင့်မားဆုံးအောင်မြင်မှုဟာကိုယ်စိတ်ကို ပြန်ပြီးတော့အောင်နိုင်မှုရတာနော်စိတ်ကိုအောင်နိုင်မှုရတယ်ဆိုတာကစိတ်ရဲ့မှားယွင်းနေတဲ့အနေအထားစိတ်ရဲ့ဆိုးသွမ်းနေတဲ့အနေအထားတွေကိုမမှားယွင်းအောင်မဆိုးသွမ်းအောင် နော်မှန်မှန်ကန်ကန်သိအောင်တင့်မှတ်နိုင်တဲ့သဘောကိုဒါစိတ်ကိုစိတ်ရဲ့အပေါ်မှာအောင်မြင်တယ်လို့ပြောတာနော်ဆိုရမှာဆိုအလိုရမက်တွေကြီးပြီးတော့အလိုရမက်ရဲ့အလိုကိုလိုက်လိုက်တယ်ဆိုရင်ဒါဘာဖြစ်သွားပြီတော့ကြာရှုံးသွားတယ်နော်ဒေါသတွေဖြစ်ပြီးတော့ဒေါသရဲ့အလိုကိုလိုက်ပြီးတော့ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်ဒါဘာဖြစ်သွားပြီတော့ကြာရှုံးသွားတယ်ဟုတ်လားရှုံးသွားတယ်နော်အဲ့ဒီလိုအရှုံးမျိုးမရှုံးစေဘဲနဲ့ကိုယ့်ရဲ့စိတ်ကို နော်ကောင်းမွန်တဲ့သဘောတွေဖြစ်အောင်ကြိုးစားနိုင်တာမကောင်းမွန်တဲ့သဘောတွေကိုရက်တန့်ဖြစ်နိုင်တာအဲ့ဒါကိုဘာလို့ခေါ်တော့အောင်မြင်တယ်လို့ခေါ်တယ်နော်အဆုံးစွန်အောင်မြင်မှုကဘယ်အောင်မြင်မှုလဲလို့မေးရင်လောဘဒေါသမောဟကိုလုံးဝသေဆုံးသွားအောင်နောက်ထပ်ဖြစ်เสียအကြောင်းရှိလဲဖြစ်မလားအောင်လုံးဝပယ်သတ်နိုင်တဲ့အနေအထားမျိုးဟာအဆုံးစွန်အောင်မြင်မှုဒါမြတ်စွာဘုရားအအောင်မြင်ကြီးအောင်မြင်သွားတဲ့ပုဂ္ဂိုလ်ပဲနော်ဒေါသကံဖြစ်သွားပြီဆိုရင်ဘာကိုအောင်မြင်သွားတာတော့ ရုပ်နဲ့ရဲ့ပုံမှာပုဂ္ဂိုလ်တ ত্ত্ব ဝါလို့ထင်မှားတဲ့တက္ကရာဒိဋ္ဌိကိလေသာရဲ့ပုံမှာအပိသက်ဘာဖြစ်သွားတာတုံးအောင်သွားတာဘယ်တော့မှဒီရုပ်နဲ့တွေကိုပုဂ္ဂိုလ်တ ত্ত্ব ဝါလို့ထင်တဲ့သဘောဒီအမှားကြီးနောက်ထပ်တစ်ပံဖြတ်ပြီးတော့မဖြစ်တော့အဲ့ဒီလိုဆိုးွားတဲ့အမှားကို အောင်နိုင်တဲ့အတွက်ကြောင့်အကျိုးရလက်ဆိုးဖြစ်တဲ့အပေလေးပုံလည်းသူနဲ့ဘာမှဆိုင်တော့အပေလေးပုံလည်းသူဘာဖြစ်သွားပြီတုံးအောင်သွားခုဘုန်းတို့မှာနော်အကြောင်းဆိုးကိုမတတ်နိုင်တဲ့အတွက်ကြောင့်အကျိုးဆိုးရဲ့ပုံမှာအောင်မြင်မှုရပြီလားမရဘူး ။နော်သေးပြီဆိုတာနဲ့ဘယ်မှရောက်မလဲမသိဘူးဆိုတဲ့တန်တရားကတစ်ခါတည်းတန်းလာနော်။သဘောပေါက်ရဲ့လား။အတော့အောင်မြင်မှုဆိုတာဘာကိုပြောတာရောကိုယ်စိတ်ကိုအောင်မြင်တာကိုယ်စိတ်ကိုအောင်မြင်တယ်ဆိုတဲ့နေရာမှာလည်းပဲမကောင်းတဲ့စိတ်တွေကိုအပိသက်ဖယ်ရှားတုတ်တင်ပြင့်နိုင်တဲ့အနေအထားမျိုးကိုအောင်မြင်မှုလို့ပြောတာအဲ့ဒီအောင်မြင်မှုမျိုးရပြီဆိုရင်တဖန်ပြန်ပြီးတော့ကြာရှုံးသွားအောင်ဘယ်သူမှမလုပ်နိုင်ဘူးလို့မြတ်စွာဘုရားဟောတယ်တကူးရှိတဲ့နတ်တွေမြမာတွေကတော့မလုပ်နိုင်ဘူးလို့ဟောတယ်တစ္ဆာကိုသိလို့ စိတ်နှလုံးမှာဖြစ်ပေါ်နေတဲ့အမှားတွေကိုလုံးဝခြေဖြတ်ပြစ်နိုင်သည်ဒီအောင်မြင်မှုကိုရသွားတဲ့ပုံကိုယ်ရဲ့အောင်မြင်မှုဟာဘဝမှာအထွတ်အထိပ် အောင်မြင်မှုအဲ့ဒါကိုဗုဒ္ဓဘာသာဝင်တွေကမလုပ်ရမှာတော့ပန်းနိုင်ထားရအောင်ကျန်တဲ့ဈာကာလမှာအမျိုးမျိုးလူတွေမျက်နှိုးနေတဲ့အောင်မြင်မှုဆိုတာတကယ်အောင်တာမဟုတ်ဘူးပြီးရင်ရှုံးမှာဘယ်ချိန်ရှုံးမှာသေပြီဆိုရင်ရှုံးတာထင်ရှားတယ်နော်သေပြီဆိုရင်ပြည့်စုံစားတယ်လည်းကိုယ်ဟာမဟုတ်တော့ဘူးလေပြီးသွားပြီကစားဖို့ရနော်နောက်ထပ် ဇလန်းတစ်မျိုးစတယ်နော်ပေးခြင်းဟာဘဝမှာ အရှုံးကြီးရှုံးရင်ပဲတကယ်တမ်းကဟုတ်လားဒါကြောင့်ဘဝဆိုတာကတကယ်တမ်းကရှုံးမဲ့ကစားပွဲကိုစားတာဘဝဖြစ်တယ်ဆိုတာနော်ဘဝဖြစ်တယ်ဆိုတာဘယ်လိုကစားမျိုးပွဲဘယ်လိုကစားပွဲမျိုးကိုကစားတာလဲလို့မေးရင်အေကြာပေါ့ရှုံးမဲ့ကစားပွဲမျိုးကစားတာနော်ဘဝကဘာနဲ့စတယ်လို့ကြားဘူးတော့မသိမှုနဲ့စားနော်ဝိဇ္ဇာဟုတ်လား ဘဝရဲ့ဆင်းရဲတဲ့သဘောအမှန်ကိုမသိတဲ့အဝိဇ္ဇာနေစဆင်းရဲမှမသိတဲ့အခါကျတော့ဒီဆင်းရဲတွေရဲ့ပုံမှာမမောတယ်ဆိုတာအလိုလျောက်ဖြစ်လာတယ်။အဲ့ဒီမမောမှုသည်ပင်လေဒုတိယအမှန်တရားပဲနော်။ဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရား အမှန်ဗတ္တစ္စာလို့ကြားဘူးတော့။သမုဒိယသစ္စာဟုတ်တယ်နော်။အဲ့ဒီသမုဒိယသစ္စာကိုပယ်နိုင်ရင်ပယ်နိုင်တယ်လို့သူ့ကြောင့်ဖြစ်မဲ့ပူမှုလောင်မှုပင်ပန်းမှုဆင်းရဲမှုတွေကအကုန်လုံးငြိမ့်အေးသွားတယ်။အဲ့ဒါမဖြစ်တာတော့နိရောဓသစ္စာကိုမျက်မှောက်ပြုတ် ဒီတဘောပြောတာနော်ဘဝကိုရှင်းရဲတယ်လို့သိတာကိုကအဲ့ဒါအမြင်မှန်တမာဒိဋ္ဌိအဲ့ဒါမဂ်ကင်၈ပါးမှာသူကောင်းဆောင်အဲ့ဒီတမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်၈ပါးဟာလောဘငြိမ်းရာဒုက္ခငြိမ်းရာအငြိမ့်တဲ့နိဗ္ဗာန်စီကိုရောက်စေတတ်တဲ့လမ်းကြီးပဲဒါလည်းပဲအမှန်တရားပဲအဲ့ဒါဘယ်နှခုမြောက်မှန်တရားတော့၄ခုမြောက်မှန်တရားဒီအမှန်တရား၄ခုကိုအလုံးကိုကျွမ်းကျင်ထားရမယ်နော်ဟုတ်လားဘုရားဘာသာတွေဖြစ်နေတဲ့အတွက်ကြောင့် အထူးသဖြင့်ဒီသစ္စာလေးပါးကိုအလွန်မှကျွမ်းကျင်ထားရမယ်။ဘယ်နာဖောက်မေးမေးရှင်းပြတတ်ရမယ်။ဟုတ်လားဒုက္ခသစ္စာဆိုတာဘာပြောတာလဲ။ဒုတိယသစ္စာဆိုတာဘာပြောတာလဲ။និရောဓသစ္စာဆိုတာဘာပြောတာလဲ။မဂ္ဂသစ္စာဆိုတာဘာပြောတာလဲဆိုတာရှင်းရှင်းလင်းလင်းတခါတည်းသူများကိုပြန်ပြီးတော့လင်းတော့ပြောနိုင်တဲ့အစွမ်းမျိုးတိဘုံဘုံတို့ရှိထားအောင်လုပ်ရမယ်။ကိုယ်တိုင်မှမသိရင်သူများဘလို့ပြောမှာတော့ဟုတ်လား။ဒေသနာအစဉ်ရတော့အနည်းဆုံးမလုပ်ထားရမှာတော့သိထား အဲ့အဲ့ဒါကိုဘုံဘုံတော့ပြိဝေဒအဆင့်မဲ့ညာဆိုတဲ့ညာနဲ့နော်တကယ်ထိုးထွင်းပြီးတော့သိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ရရှိတဲ့အောင်မြင်မှုကဘယ်တော့မှပြန်ပြီးတော့ကြာရှုံးနေဆိုတာမရှိဘူး။နော်အရိယာကပြန်ပြီးတော့ကုသရှင်ဖြစ်တယ်ဆိုတာမရှိဘူး။ရွှေဟာပြန်ပြီးတော့မြေကြီးပြန်ဖြစ်သွားတယ်ဆိုတာဘယ်တော့မှမရှိဘူး။ဒီလိုပြောတာနော်။အဲ့ဒီလောက်ထိကြီးမားတဲ့အောင်မြင်မှုကြီးတွေကိုရကျင်တယ်ဆိုလို့ရှိရင်တစ္ဆာတိအောင်ဆောင်ရွက်ရမယ်။နော်ဈာကာလမှာရတဲ့ လူတွေအမျိုးမျိုးအထင်ကြီးနေတဲ့အောင်မြင်မှုအမျိုးမျိုးဆိုတာတကယ်တကယ်အောင်မြင်မှုအရှိမဟုတ်အဲ့ဒီအောင်မြင်မှုမျိုးကိုရည်ရွယ်ပြီးတော့ပြောတာလည်းမဟုတ်ဘူးနော် သစ္စာဆောင်၍အောင်ပါစေဆိုတာနော်ကိလေသာကိုအနိုင်ရပြီးတော့ကိလေသာကြောင့်ဖြစ်မဲ့ဒုက္ခတွေဘဝတွေဟိုပါအနိုင်ရသွားတာမျိုးကို အမြင့်မားဆုံးအောင်မြင်မှုလို့ပြောတာဟုတ်လားကိလေသာကိုအနိုင်မရမချင်းဘုံဘုံတို့ဟာစစ်မှန်တဲ့အောင်မြင်မှုကိုမရစစ်မှန်တဲ့အောင်မြင်မှုမရရင်ဘုံတို့ဘာဖြစ်မှာတော့ဘဝဆက်ဖြစ်မှာနော် အဝိဇ္ဇာဆိုတဲ့အမှားဟာဘဝကိုဆက်ဖြစ်စေတတ်တဲ့လောဘကိုပေါက်ဖွားတယ်။ဘဝဆင်းရဲတယ်ဆိုတာကိုမသိတဲ့အခါကျတော့ဘဝရဲ့ပုံမှာမဖြစ်ကြပြီလို့မမောကြ။ဟောအဝိဇ္ဇာကလည်းမှားလိုက်တာမဖြစ်လာတော့လောဘဖြစ်လာတယ်နော်။အဲ့ဒီလောဘကဘာကိုထပ်ပြီးတော့ဖြစ်စေမဲ့အကြောင်းတရားလဲ။ဘဝကိုထပ်ပြီးတော့ဖြစ်စေမဲ့အကြောင်းတရား။တဏှာပေါ်သောဘဝိကာဘယ်ထဲမှာပါလဲ။ဓမ္မဆက်ချ။လောဘဟာဘဝတစ်ကိုထပ်ပြီးတော့ဖြစ်စေတယ်။ အဲ့ဒါရှုံးတဲ့ကစားပွဲကိုစပြီးတော့ကစားလိုက်တော့တာပဲသေးကြပေါ့ရှုံးမှာနော်ဘဲကြမှာအရှုံးကထင်ရှားတယ်သေတဲ့ခါထင်ရှားတော့နော်မသေးခင်မှာလူနာကလေးပေါ်မှာဆွဆွဝါဝါဒုက္ခခံပြီးတော့ကျန်ပါရေးဖောက်ပြန်လို့နော်နာခြင်းသဘောနှိပ်ဆက်လို့အလုံးကြီးမားတဲ့ဒုက္ခကိုခံနေရတဲ့အချိန်မှာလည်းပဲအရှုံးကြီးရှုံးနေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဘာလို့ရှုံးတာတော့လောဘဒေါသမောဟရဲ့ပုံမှာအနိုင်မရလို့ရှုံးတာဟုတ်လား လောဘကိုမနိုင်လို့ဘဝရပြီးတော့သေပြီးတော့ရှုံးပေးရတယ်လောဘကိုနိုင်မှဘဝမရမှဘဝမရမှမရှုံးတော့မှဒီသဘောပြောတာတော့ဒါအမြင်မှားဆုံးအောင်မြင်ဖို့ဘုံဘုံကဖြက်လန်းကနေပြောလိုက်တာနော်ဒီဥစ္စာကဟုတ်လားတကယ်တကယ်ကဘုံဘုံတို့နော်အမှန်တရားကလည်းအဆင့်အမျိုးမျိုးရှိတယ်အောင်မြင်မှုကလည်းအဆင့်မျိုးမျိုးရှိတယ်အဲ့ဒီရှုံးတော့ကပြောမယ်ဆိုရင်ဒီပြောတဲ့ဟာကအလွန်ကောင်းတယ်ဆိုကြပါစို့ဘဝဟာအိဋ္ဌာဖြစ်နေတယ်ဆိုတာပါလေအမှန်တရား ဒုက္ခဆိုတာအမြင့်ဆုံးအမှန်ကိုပြောတာနော်အမြဲတမ်းပြီးဆုံးနေတယ်ဆိုတာလည်းမမှန်ဘူးလားမှန်တယ်နော်မနေ့တုန်းကဆိုတာကြီးပြီးဆုံးပြီးတော့မှသေဆုံးပြီးတော့မှနေ့လေဆိုတဲ့အတွေ့အကြုံဟာဖြစ်လာတာဟုတ်တယ်မဟုတ်လားနေ့လေဆိုတဲ့အတွေ့အကြုံသေဆုံးပြီးမှညနေခင်းမှာတွေ့ရမယ်အတွေ့အကြုံတွေဖြစ်ပျက်တွေကိုဘုံတို့တွေ့ရကြုံအဖြစ်ရပြတ်ဟုတ်တယ်မဟုတ်လားမနေ့တုန်းကပြီးဆုံးသွားတော့မှဒီနေ့ဆိုတာဆက်ဖြစ်တယ်ဒီပိုင်းလည်းဖြစ်တယ်လို့ရှိသလား မရှိဘူးเนาะအသည့်အသည့်ဖြစ်နေဟုတ်လားအဲ့ဒါပါတော့အမှန်တရားအဲ့ဒီအမှန်တရားကိုသိအောင်ဆောင်ရွက်မယ်ဆိုရင်လေအောင်မြင်မှုဟာသူ့တိုင်းတန်တဲ့သူရအောင်မှာပဲဘယ်ပုံမှာအောင်မြင်မှာလဲလို့မေးရင်ဒုက္ခဖြစ်စီမဲ့လောဘဒေါသမောဟရဲ့ပုံမှာအောင်မြင်မှာပဲမဲ့ညာအဆင့်ထိရရင်တော့အပိသက်အောင်မြင်မှုရသည်အထိအောင်မြင်မယ်ပေါ့ဝိပဿနာဉာဏ်လောက်ပဲရမယ်ဆိုရင်တော့အပိသက်အောင်မြင်မှုတော့မရဘူးဒါမဲ့ ယံသူအားနေသွားစီသည်အထိအောင်မြင်မှုကိုတော့ရနိုင်တယ်။အသေးတော့မတတ်နိုင်ဘူးသို့တော့အားနေသွားစီတယ်။အားနေသွားစီတယ်ဆိုရင်လည်းကိုယ်ကိုဒုက္ခပေးတဲ့နေရာမှာမဖြစ်သွားမှာလို့နေသွားမှာပေါ့နော်။ဒီသဘောလေးကိုလည်းမြင်ရမယ်နော်။ဒါကြောင့်အောင်မြင်မှုအရှိရခြင်းတယ်ဆိုရင်လောဘဒေါသမောဟမကောင်းတဲ့စိတ်ဓာတ်တွေတတ်နိုင်လည်းမြနေပါအောင်ဘုံတို့ကြိုးစားအထုတ်တာကြိုးစားအထုတ်လို့နေသွားတယ်ဆိုရင်ဒါရရှိတဲ့အောင်မြင်မှုပဲလို့နားလည်ဖို့မလိုဘူးလား။လိုတယ်။ဟုတ်လား။ ဒါကြောင့်သစ္စာဆောင်ရွက်အောင်ပါစေအမှန်တရားကိုသိအောင်ဆောင်ရွက်ပြီးတော့ကိုယ့်ရဲ့စိတ်နှလုံးမှာဖြစ်နေတဲ့မှားယွင်းမှုတွေမိုက်မဲမှုတွေဒါတွေကိုယွန်းနေယွန်းနေသွားအောင်လုပ်ရမယ်လို့ပြောတာသူတို့ယွန်းနေသွားလေလေဒီလိုဟာအောင်မြင်မှုရလေလေပဲသူတို့ကြီးမားလာလေလေဘုံတို့ကြာရှုံးလေလေပဲဒီလိုဘုံပြောတာနော်ဒါကြောင့်ဘဝမှာစိတ်မနဲ့အောင်မြင်မှုဆိုတာမကောင်းတဲ့စိတ်ဓာတ်တွေရဲ့ပုံမှာအနိုင်ရမှုလို့ဒီလိုလည်းပဲနားလည်ရမယ်ဟုတ်လား ဒါကြောင့်သစ္စာဆောင်ရွက်အောင်ပါစီအမှန်တရားကိုသိအောင်ဆောင်ရွက်ပြီးတော့အောင်မြင်မှုအစ်စ်ရအောင်စူးစမ်းနိုင်ကြပါစီဒီသဘောပြောတာနော်နောက်ဆုံးအငိမ့်တဲ့နိဗ္ဗာန်ကိုရမှအောင်မြင်မှုဆိုတာရတာအဲ့ဒါမရမချင်းဘယ်တော့မှဘုံဘုံတို့တွေကမအောင်ဟုတ်လားသိပြီဆိုတာနဲ့ရှုံးမြန်ပြီသိပြီဆိုတာနဲ့ရှုံးမြန်ပြီနောက်ထပ်သိဖို့အတွက်ဘဝတစ်ခုကိုရအောင်လှုပ်ဖို့အကြောင်းတရားတွေကိုလည်းအများကြီးလှုပ်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 နေတဲ့တို့ကြောင့်နောက်ထပ်ဘဝတွေကလည်းထပ်ထပ်ပြီးတော့ရမယ်ရရင်သိမယ်ဒီလိုနဲ့သွား အဲ့တော့ဘုန်းဘုန်းတို့မြတ်စွာဘုရားရဲ့အဆုံးအမတွေမှာအမြင့်မားဆုံးအဆုံးအမဟာဒီအဆုံးအမပဲ။တဖျားဖြစ်တယ်ဆိုတာဒီသစ္စာလေးပါးကိုသိလို့ဘုရားဖြစ်တယ်။ဟုတ်လား။ဒီသစ္စာလေးပါးကိုသိဖို့အတွက်ဖဲတတ္တဝါတွေကိုမြတ်စွာဘုရား45ပါးကြောင်းအဓိကဒါကိုသိဖို့ပြောခဲ့တာ။ဟုတ်လား။မြတ်စွာဘုရားအဓိကသိသိခြင်းတာအဓိကပြီးခြင်းတဲ့သတင်းစကားကဒါပဲ။ဘောဟာအကောင်းမဟုတ်ဘူး။တရားဝင်နံပါတ်1ပြီးခြင်းတာနော်။ဘောဟာပါလေ။အကောင်းမဟုတ်ဘူး။ ဒါပေမဲ့ဘုန်းတို့သိပြီလားမသိသေးဘူးเนาะသိကျင်လဲဆိုရင်သိဖို့အတွက်နိလန့်ရှိပရိပဒံတရားအထုတ်တာဘဝရဲ့ဒုက္ခသဘောကိုသိဖို့အတွက်အကောင်းဆုံးအပြည့်စုံဆုံးနိလန့်ဒါကောကိုလုပ်ကြည့်เนาะဘဝဟာအကောင်းမဟုတ်ဘူးဆိုတဲ့သတင်းစကားကိုပေးခြင်းလို့ဘုရားဖြစ်အောင်လုပ်ခဲ့တာနောက်ဒုတိယပေးခြင်းတဲ့သတင်းစကားကဘာလဲဒုက္ခတွေဟာဘာကြောင့်ဖြစ်နေတာတော့ဒုက္ခမှမသိလို့ဒီဒုက္ခတွေရဲ့ပုံမှာလူချင်းမမွန်မှုဖြစ်တယ်ဆိုတဲ့လောဘကြောင့်ဒုက္ခဖြစ်ရတာဟော ဒီသတင်းစကားကိုဒုတိယပေးကျင်တာနော်ဒုက္ခဘာကြောင့်ဖြစ်ရတာတော့လောဘကြောင့်ဖြစ်ရတာဒါနဲ့အဲ့ဒီလောဘကဘာလို့ဖြစ်တာတော့ဆင်းရဲမှမတိတဲ့အဝိဇ္ဇာကြောင့်ဖြစ်ရတာဒါလေးတွေကိုကြွန့်ကျင်ထားရမယ်နော်ဘဝဟာကောင်းသလားမကောင်းမကောင်းတဲ့ဘဝကြီးဘာလို့ဖြစ်သလဲမကောင်းမှမတိလို့လိုချင်မှုတဲ့အတွက်ကြောင့်အဲ့ဒီဘဝဖြစ်တယ်အဲ့လိုရိုးရှင်းရှင်းသိရမယ်နော် လောဘငြိမ်းခြင်းဒီဒုက္ခငြိမ်းခြင်းဖြစ်တယ်ဆိုတဲ့တတိယမြောက်သတင်းစကားကိုပြောခြင်းလို့ပေးခြင်းလို့မြတ်စွာဘုရားပွင့်လာတာနိရောဓသစ္စာသတင်းစကားဘယ်ခုရှိပြီတော့သုံးခုရှိပြီနော်ဘဝရှင်းရဲတယ်ရှင်းရဲဟာလောဘကြောင့်ဖြစ်တယ်လောဘငြိမ်းရင်ဒုက္ခငြိမ်းအဲ့ဒီလောဘငြိမ်းပြီးတော့ဒုက္ခငြိမ်းရင်လည်းဆိုလို့ရှိရင်ဘဝရဲ့ရှင်းရဲတဲ့သဘောကိုအမှန်တိတဲ့လုပ်ငန်းစဉ်ကိုလုပ်ရမယ်အဲ့ဒါကိုမဂ်ကင်ရှင်းပါခေါ်နော် အဲ့ဒီမဂ္ဂင်၈ပါးလမ်းစဉ်သည်ဒုက္ခငြိမ်းသာငြိမ်းရာသို့တေချာပေါက်ဆိုက်ရောက်စေတဲ့လမ်းစဉ်ဖြစ်တယ်အဲ့ဒါလည်းပဲအမှန်တရားအဲ့ဒါကိုမြတ်စွာဘုရားအဲ့ဒီသတင်းကိုပေးခြင်းလို့အဲ့ဒီအမှန်တရားကိုကြွေးကြော်ခြင်းလို့ဘုရားဖြစ်အောင်လုပ်ခဲ့တာအမှန်တရားကြီးဘယ်နှမျိုးတော့၄မျိုးဘဝဆင်းရဲတယ်ဆင်းရဲဒုက္ခတွေကလောဘကြောင့်ဖြစ်တယ်လောဘငြိမ်းရင်ဒုက္ခငြိမ်းတယ် အမှန်သိလို့ရှိရင်အဲ့ဒီဒုက္ခငြိမ်းရလောဘငြိမ်းရတည်သို့ဆ ਾਇ ရောက်လိမ့်မယ်အမှန်သိတယ်ဆိုတာဘယ်လိုခေါ်တော့တမာဒိဋ္ဌိနော်အမှန်သိတယ်ဆိုတာကိုပါဠိလိုဘယ်လိုခေါ်တော့တမာဒိဋ္ဌိဘာကိုသိတာကိုအမှန်သိတာလို့ပြောတော့အနိစ္စကိုသိတာအမှန်သိတာဒုက္ခကိုသိတာအမှန်သိတာအနတ္တကိုသိတာအမှန်သိတာအမှန်သိတာကိုလည်းမြတ်စွာဘုရားအဆင့်အမျိုးမျိုးနဲ့ဟောတယ်အမြင့်ဆုံးကဒုက္ခသစ္စာကိုပိုင်းခြားသိတယ်အဲ့ဒါတမာဒိဋ္ဌိအမြင့်ဆုံးပဲနော်ဝိပဿနာဉာဏ်နဲ့ ယုံနဲ့ရဲ့လိစ္ဆာတဘောကိုတိတာကိုလည်းပဲတမာဒိဋ္ဌိလို့မြတ်စွာဘုရားအဲ့လိုနမတက်ပြီးတော့ဟောတာလည်းရှိနောက်ဆုံးအခြေခံကြအောင်တမာဒိဋ္ဌိကစိတ်ထားကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်စိတ်ထားဆိုးရင်အကျိုးပေးဆိုးတယ်ဆိုတော့လောကရဲ့နိယာမအမှန်တရားကံကံရဲ့အကျိုးအဲ့ဒီအမှန်တရားကိုသိရင်လည်းဘာလို့ခေါ်တော့တမာဒိဋ္ဌိဒါပေမဲ့ तू ကအခြေခံကြအောင်တမာဒိဋ္ဌိပေါ့နော်အဲ့ဒီတမာဒိဋ္ဌိအားကောင်းပြီလို့ရှိရင်ဘုန်းဘုန်းတို့ကရှစ်ဆက်ပြီးတော့မြင်မာတဲ့တမာဒိဋ္ဌိတွေဖြစ်အောင်စူးစမ်းရမယ် ပုဂ္ဂိုလ်တ attva မရှိဘူးယုတ်တိနဲ့နေပဲဖြစ်နေတာဆိုတော့အမြင်မှန်တမာဒိဋ္ဌိရအောင်ကြိုးစားရမယ်ဒီယုတ်ဏ်လေးဟာဖန်ဆင်းထားလို့တစုံတရာကဖန်တီးထားလို့ဖြစ်နေတဲ့အားတွေလည်းမဟုတ်เนาะအကြောင်းမဲ့ဖြစ်နေကြတာလည်းမဟုတ်အကြောင်းအကျိုးသဘောတွေဖြစ်တယ်ဆိုတော့အမှန်တရားကိုသိတဲ့တမာဒိဋ္ဌိအမြင့်ဟုတ်လား level တစ်မျိုးထပ်ပြီးတော့ဘုန်းဘုန်းတို့မြင်မအောင်ကြိုးစားရပစ္စယပရိက္ခဉာဏ်ခေါ်တာပေါ့နော် ်ဒီယုတ်ဒီနဲ့ဒီသဘာဝတရားတွေဟာအိဋ္ဌဒုက္ခအနတ္တတွေပဲလို့သူတို့ရဲ့လက္ခဏာသူတို့ရဲ့သဘောသဘာဝယုံနိုင်ရဲ့သဘောသဘာဝဒါကိုလက္ခဏာလို့ခေါ်တယ်နော်လက္ခဏာကြီးဘယ်နှပါးရှိတယ်လို့ကြားဖို့တော့သုံးပါးဘာတွေဘာတွေဘာတွေတော့အိဋ္ဌဒုက္ခအနတ္တယုံနာမှန်ရင်မတည်မြဲဘူးယုံနာမှန်ရင်မကောင်းဘူးယုံနာမှန်ရင်အဆိုးမရဘူးသူကသူအကြောင်းအားလျော်ဆိုတော့သွားတာပဲသူကဟုတ်လားအဲ့ဒီအမှန်တရားကိုသိရင်ဒီသမာဓိကြီးကပိုးပြီးတော့မဖြစ်သွားတော့မြင့်သွားတာနော် ကံကံရဲ့အကျိုးကိုသိတဲ့တမာဒိဋ္ဌိပုဂ္ဂိုလ်တ attva မရှိယုံနယ်လေးပဲဖြစ်နေတာလို့သိတဲ့တမာဒိဋ္ဌိဖြန့်စင်းလို့ဖြစ်နေတာမို့အကြောင်းမဲ့ဖြစ်နေတာမို့အကြောင်းအကျိုးသဘာဝလို့သိတဲ့တမာဒိဋ္ဌိအနိစ္စဒုက္ခအနတ္တတွေပဲလို့သိတဲ့တမာဒိဋ္ဌိအဲ့မျိုးရှိပြီတော့၄မျိုးအမြင့်ဆုံးတမာဒိဋ္ဌိကအခုပြောနေတဲ့သစ္စာလေးပါးကိုပြန်ပြီးတော့သိတာအဲ့ဒါအမြင့်ဆုံးတမာဒိဋ္ဌိပဲအဲ့ဒီတမာဒိဋ္ဌိကတော့တကယ့်ကိုရှင်ရဲတွင်ကနေသူကထုတ်ဆောင်သွားအဲ့ဒါကျွန်တော်ပန်းနိုင်ထားရမယ့် မမဒိဋ္ဌိမျိုးပေါ့နော်တပုံးတပြောနေရပါလေသစ္စာဆောင်၍အောင်ပါစေဘဝရဲ့အမှန်တရားကိုသိအောင်ဆောင်ရွက်ပြီးတော့စိတ်မှန်တဲ့အောင်မြင်မှုရပါစေလို့ပြောတာစိတ်မှန်တဲ့အောင်မြင်မှုအထွတ်အထိပ်ကဘဝဒုက္ခတွေချုပ်ငြိမ်းပြီးတော့အငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်သွားဖို့ပဲဒါပဲဟုတ်လားအဲ့ဒါကိုမရမချင်းဘုံဘုံတို့ကစိတ်မှန်တဲ့အောင်မြင်မှုမရဘူးဟုတ်လားကိလေသာမျိုးစုံတို့ရဲ့ပုံဖော်မှုဘဝမျိုးစုံ ့ဘဝမျိုးစုံဆိုတာကိလေသာပုံဖော်ထားတာပဲဟုတ်လားလူဘဝကိုပုံဖော်တဲ့ကိလေသာနဲ့ပိဋ္ဆံဘဝကိုပုံဖော်တဲ့ကိလေသာတူမလားသူကပိုးပြီးတော့သိုးသွမ်းတဲ့ညဉ့်ညမ်းတဲ့ကိလေသာတွေကပုံဖော်တာပေါ့တော့လူဘဝဆိုတာကတော့အခုတို့ကောင်းမှုကြောင့်ဖြစ်တယ်သို့တော်လည်းပဲအရင်ကဘယ်ဆွမ်းအင်ကထောက်ပံ့လို့ဖြစ်တာလဲလို့မေးရင်တဏှာလောဘကထောက်ပံ့လို့ဖြစ်တယ်ဟုတ်တယ်မို့လားအဝိဇ္ဇာပြည့်စရာသင်္ခါရဒါတွေပြောတာနော် သင်္ခါရပစ္စယဝိညာဉ်ဒါတွေအကုန်လုံးနားလည်ပြီလားဟုတ်လားအဲ့တော့အဓိကဘဝတွေဆိုတာဘာလဲဘာရဲ့အကျိုးဆက်တွေလဲလို့မေးရင်ကိလေသာရဲ့အကျိုးဆက်ပဲကိလေသာကနေတခြင်းကံကံကနေတခြင်းဝိပါကဒီလိုသွားရနော်ဒါတွေနားလည်မယ်ထင်လို့ဘုံဘဝရှက်ပြေးလေးပြောနေတာဟုတ်လားအဲ့တော့ဘဝကကိလေသာရဲ့ဖန်ဆင်းမှုကြောင့်ဘဝဖြစ်တယ်ဘဝဖြစ်ရင်သိကြပါပါဖြစ်ရမှာလို့သိရလိမ့်မယ်ပျက်စီးရလိမ့်မယ်ဒါကြောင့် तू ကအရှုံးပွဲကြီးပဲအောင်မြင်မှုပွဲနဲ့သွားတာမဟုတ်ဒါအောင်မြင်မှုအစ်စ်ကိုရခြင်းလို့ရှိရင် ဘဝရာရောက်ဖြစ်တဲ့ကိလေသာတရားကိုမလုပ်ရမှာတို့ပယ်တတ်နိုင်အောင်ကြိုးစားရမယ်အဲ့ဒါကိလေသာကိုပယ်တတ်နိုင်လေလေအောင်မြင်မှုရလေလေဒီလိုပြောတာနော်ဒါအလွန်မြင်မာတဲ့အမြင်လေလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်ဘုံဘဝဟိုအခြေခံလဲပါစေခြင်းနဲ့မြတ်စွာဘုရားရဲ့အမြင်မာဆုံးဆန္ဒဒီဥစ္စာကလည်းမပါလို့မရဘူးနော်ဘုရားဆိုတာကတစ္ဆာလေးပါးကိုသိပြီးတော့ဘုရားဖြစ်ရတာ တစ္ဆာလေးပါးကိုသိဖို့အတွက်ပဲလောကမှာဘုရားရဲ့လို့ဖြစ်အောင်ကြိုးစားခဲ့တာအဲ့တော့ဒီဥစ္စာတော့ဘုန်းတော်မပြောလို့ဖြစ်ကိုမဖြစ်ဘူးဆိုတာကိုလည်းမလုပ်အောင်မလုပ်နားလည်ရမယ်ဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားသိသိခြင်းနဲ့အမှန်တရားကြီးကဘယ်နှမျိုးလဲ၄မျိုးနံပါတ်1ဘဝဟာဆင်းရဲခြင်းမြတ်သိအောင်လုပ်အောင်နော်နံပါတ်2လိုချင်မှုသည်ဘဝဖြစ်ခြင်းဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားနံပါတ်3လောဘငြိမ်းခြင်းသည်ဒုက္ခငြိမ်းခြင်းနံပါတ်4 ဘဝကိုဒုက္ခလို့တကယ်မြင်တဲ့တမာဒိဋ္ဌိအမြင်မှန်သည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့လမ်းကြောင်းအမှန်တရားကြီးမနှမျိုးတို့၄မျိုးအဲ့ဒီအမှန်တရားကိုသိအောင်ဆောင်ရွက်ပြီးတော့ဘဝဒုက္ခတွေရဲ့အပေါ်မှာအောင်မြင်မှုရအောင်ဘုန်းတော်ဘာလုပ်ကြရမလို့ကြိုးစားကြရရပြီနိလန်ကဘာလဲလို့မေးရင်သတိပဋ္ဌာန်တရားနော်သတိပဋ္ဌာန်တရားပေါ်များအထုတ်ခြင်းဟာအမှန်တရားကိုသိအောင်ဆောင်ရွက်တာပဲအဲ့ဒါအစစ်မြင့်တဲ့မြင့်တဲ့အောင်မြင်မှုတွေကိုအဲ့ဒီနီလန်းကိုကျင့်သုံးမှသာလျှင် ရနိုင်မယ်ပေါ့ဟုတ်လားဒါကြောင့်တစ္ဆာဆောင်၍အောင်ပါစေကြိုးစားကြမှာနော်ဘဝငြိမ်းအောင်ဘဝဒုက္ခတွေချုပ်အောင်ဘုန်းဘုန်းတို့ဒီဘဝတွင်မဆောင်ရွက်နိုင်ကြသေးဘူးသိကြတယ်နော်ဘဝတွေဆက်အောင်မှာနော်ညာလည်းအဲ့ဒါပဲပြောခဲ့တာဟုတ်လားဘဝတွေကဆက်ကြအောင်မှာဘဝပွဲတွေကိုနှွှဲကြအောင်မှာဒီတစ္ဆာဆောင်၍စိတ်မနဲ့အောင်မြင်မှုကိုရကြတဲ့ပုံကိုယ်တွေဖြစ်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ နေ့ပြုရတဲ့ကုသိုလ်ကောင်းမှုအဆုစုတို့ရဲ့စွမ်းတတိကြောင့်ဘုရားတပည့်တော်တို့သည်မညံပုညံမြေနိဗ္ဗာန်ကိုသင်မြန်ထုတ်ချောက်မျက်မှောက်ပြုပရရှိကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရသတည်း